မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ဝင်များတင်ဆက်ပေးသွားခြင်းနဲ့အကြောင်းအရာလေးကတော့တန်ငေနာမတရာကုထုံးချမ်းဆိုတဲ့အကြောင်းအရာလေးကိုဘဟုတ္တအဖြစ်ဝင်များတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ဗျာတန်ငေနာမတရာကုထုံးချမ်း ဖေလက်ကတငယ်ကိုကန်၍ညာလက်ကတငယ်ပါဇက်ကိုနှိမ့်ဟံနဂါကောင်းဆောင်နှဲ့ယုဖေလက်ကတငယ်ကိုကန်၍ညာလက်ကတငယ်ပါဇက်ကိုနှိမ့်ဟံနဂါကောင်းဆောင်နှဲ့ယုဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်တငယ်မွေးဖွားပြီး၄ရက်၄လ၄နှစ်အတွင်း၌နာမူကပရိသန်တွေကိုဆောင်းတော့ဒီဝနာကနဖန်းစားပါတယ်အရှိတောင်ထောင်းသွားရာတွင်နာရင်နာဟံကကြောပူတယ် ့အန်နဲ့ချီရင်တဲ့ထိုအနာကိုလွတ်စေလိုမှု ခေါ်ပရောင်းပြရပါမယ်ခေါ်ပရောင်းမှာဘလူးရုပ်လုပ်၍ထည့်ရပါမယ်မုံလေးချငားလေးတက်ပန်းလေးပွင်ထမင်းလေးစုံထည့်၍ငွေဖွားသည့်အချိန်တွင် အရှိတောင်ထုံးရက်သို့ပို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုဝေမျှပြသွားတဲ့အကြောင်းအရာလေးကတော့ဘေလက်ကတငယ်ကိုဂံ၍ညာလက်ကတငယ်ပါဇက်ကိုနှိတ်ဟန်း ငကားအကောင်းဆုံးနတ်ရုပ်ပဲဖြစ်ပါတယ်။ဘယ်အချိန်မှာဖြစ်လဲဆိုတော့တငယ်မွေးဖွားပြီး၄ရက်၄လ၄နှစ်အတွင်း၌ပရိသင်တွေကိုစောင့်တဲ့ဒေဝနာကနဖန်းစားပါတယ်။အရှိတောင်တောင်သွားရမှာနာတယ်။နာဟန်ကကြောပူတယ်။အော့အန်နေခြေရည်ရှိတယ်။ထိုအနာကိုလွတ်စေလိုမှု ခေါ်ပရောင်ပြရပါမယ်။ခေါ်ပရောင်မှာဘလူးရုပ်လုံ၍ထည့်ရပါမယ်။မုံလေးချက်၅လေးတက် ပန်းလေးပွင့်ထမင်းလေးစုပ်ထည့်၍ဝင်းဖွားသည့်အချိန်တွင် အရှိတောင်တောင်အရက်သို့ပို့ရမှာဖြစ်ပါれမိတ်ဆွေများအားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေအားပေးသူတယောက်ချင်းစီတိုင်းကိုလည်းခြေစူးအထူးတင်ရှိပါれဗျာ